ဗတ်တန်း300ဖျက်ခဲ့တဲ့ဆရာတော်ကိုကပိယအသွင်ယူပြီးတော့ဖမ်းဆီးခဲ့တဲ့ထိုင်းရဲရာရှိထိုင်းနိုင်ငံရဲ့တကာတကာမတွေပေါ်များလုံးနဲ့နှခုပတုံခရိုင်ဝက်ရိုင်ခင်းဖုံးတော်ကြီးចောင်းတចောင်းမှာအသက်80ရွယ်နာမည်ကြီးဆရာတော်ကိုចောင်းပိုင်အလှူငွေဗတ်တန်း300အွန်လိုင်းမှာဖျက်ပြစ်ခဲ့တဲ့အမှုတွဲ့ ဟုံးကျောင်းမှာဘုံကျောင်းသားကပ္ပယဖြစ်ရောင်ဆောင်ကဇက်နီယာအသွင်ယူတက်တည်ယူခဲ့တဲ့ရဲရာရှိရဲ့အကြောင်းကိုထိုင်းမီဒီယာတွေကဖော်ထုတ်ရေးသားနေကြပါတယ်။ကျောင်းပိုင်အလူငွေတွေကိုသူ့ရဲ့ကိုပိုင်ဗန်စင်တဲ့ကိုဩစာပေးစေခိုင်းပြီးတော့အတင်းထည့်ခိုင်းခဲ့တာပါ။ဘဏ်အကောင့်ပေါင်းများစွာနေတဲ့ချိတ်ဆက်ပြီးတော့အွန်လိုင်းလောင်းကစားဖိရိုက်ဖြစ်ပါတယ်။အများစုကကုန်သွားပါတယ်။နောက်ပြီးတခြား28နှစ်အရွယ်ကမာလေးတူထံကလည်း ဘတ်တန်း40ကျော်ချင်းငါပြီးငွေချေးရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်စေခဲ့သလိုအဲ့ဒီတက္ကမရေချိုးနေတဲ့ပုံတွေကိုလည်းဖုန်းထဲမှာစစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက်မှာတော့ဖုန်းတော်ကြီးကိုလူဝစ်လဲစီပြီးရေးယူဖို့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ထိုင်းနိုင်ငံမှာလူအများကြီးညိုတဲ့ဖုန်းတော်ကြီးတွေကိုတော်ရုံရက်တက်ဖွဲ့တွေကဖမ်းဆီးဖို့ခက်ခဲခဲ့ပါတယ်။အခုအမှုနဲ့ပတ်သက်ပြီးတော့လည်းရာဇဝတ်မှုနှိမ်နှင်းရေးဌာနကွဲမှရဲမှုအဆင့်ရှိတဲ့ဒီတီတွန်းပရာချက်ကန်ချရာကို အန်ဒါကာဗာအဖြစ်တက်တည်ခံလို့သာရှာဖွေပြီးတော့အသွင်ယူဖန်ဆင်းနိုင်ဖို့အတွက်တာဝန်ပေးခဲ့ပါတယ်အဲ့ဒီတာဝန်ကိုနေတီတွန်းကလက်ခံပြီးတော့ဝန်ရံခေဖုံးလို့ရောင်းမှာပဲဝေယဝှက်ဆအကုန်လှုပ်ပေးတဲ့ဖုံးရင်းကြောင့်သာကပ္ပရာဖြစ်အောက်ခြေသိမ်းအလုပ်တွေကိုရက်ညာတိတိလောက်ကန်ပေးခဲ့ပြီးမှအမှုကိုတက်တည်အခိုင်အမာတည်ဆောက်ဖန်ဆင်းပေးနိုင်ခြင်းဖြစ်တယ်လို့ The Nation သတင်းစာကဖော်ပြပါတယ်ဆိုပါရဲရရှိဟာခွန်ကိန်းရက်မှာရှိတဲ့မွေးမြူရေးလုပ်တဲ့စင်ရသားမိသားစုကနေမွေးဖွားလာပြီး ်ငွေချင်း၄ရောက်ရှိတဲ့အထဲမှာအကြီးဆုံးသားဖြစ်ပါတယ်။အလဲလန်းအောင်မြင်ပြီးတဲ့နောက်မှာတော့အိတ်ထဲမှာဗတ်နေရာပဲရှိပြီးဘန်ကောက်မှာအလုရှာပွေးဖို့အတွက်နေရင်ကနေထွက်သွားခဲ့ပြီးစမူပရာကန်ကအထက်ကျုပ်ဆက်ယုံမှာဆက်ပြင်အလုရရှိခဲ့ပြီးမှလည်း1998ခုနှစ်ထိုင်းနိုင်ငံစီးပွားရေးပြက်ကက်ဆက်ရောက်တဲ့အချိန်မှာတော့ဆက်ယုံပိတ်လိုက်ရတဲ့အတွက်ရွေးစရာလမ်းမရှိပဲစစ်မှုထမ်းနှစ်နှစ်တောင်းဝန်ထမ်းဆောင်ခဲ့တာပါစစ်မှုထမ်းပြီးတဲ့နောက်မှာတော့မြို့ပြရဲတပ်ဖွဲ့ ចောင်းសាមីបွဲဝင်ရောက်ဖြစ်ဆိုခဲ့ပြီးရင်ထင်းရဲဘွားမှစပြီးတော့ကြာရတောင်းဝင်ထမ်းဆောင်ခဲ့ပြီးအခုလိုရေမူကြီးဖြစ်လာခဲ့ပါတယ်ရှင်းမိုင်မှာချမ်းသာတဲ့မြို့သမီးတူကိုတပ်ဖြတ်ကအပိုင်ပိုင်ပိုင်ပြီးတော့ရေခဲစစ်တာတွေထည့်ထားခဲ့တဲ့လူတပ်မှုမှာမိသားစုဝင်ငေါတွေကတဝိုးကတရခံဖြစ်နေတာကိုလည်းဖော်ထုတ်နိုင်ခဲ့တဲ့ရေမူကြီးဖြစ်ပါတယ်ထိုင်းနိုင်ငံမှုကင်းနေနေရေးဌာနခွဲရဲ့2019 2018 2019ခုနှစ်များမှာ အထူးစွန့်ဆောင်နိုင်ခဲ့သူဖြစ်တဲ့ဆုတစိတ်တွေရရှိပြီးတဲ့နောက်မှာတော့2019ခုနှစ်မှာလည်းရခိုင်ရန်တက္ကသိုလ်ကနိုင်ငံရေးသိပ်ပံဘာသာနဲ့ဘွေရခဲ့သူဖြစ်ကြောင်းကို The Nation Thailand Media ကနောက်ကြောင်းကိုဂုဏ်ပြုဖော်ပြသွားခဲ့ပါတယ်